အားလုံးပဲမင်္ဂလာပါဗျခြေလန်းပေါင်းတန်းကပန်းနိုင်ဆိုရင်ခြေတလန်းကဆက်လန်းလာလိုက်တာခြေလန်းပေါင်းတသိန်းတောင်ရောက်နေပြီပဲဘာကြောင့်ရက်တန်းလိုက်ရမှာလဲငုံမိသေးတိုင်တက်နိုင်ဖြားရောက်တဲ့မြန်မာစကားပုံတောင်ရှိနေတာပဲမလားအလုပ်တစ်ခုကိုဆက်လုပ်ရင်အဆုံးထိတိုင်လုပ်ဖို့စူလူတာပဲမလားဘာကြောင့်စိတ်တက်ကြနေမှာလဲစကားပုံရဲ့အတိတ်ပဲကရေငုံရင်ငုံနိုင်တယ်လို့ သေးတိုင်ရောက်နိုင်ပါတယ်တစ်ပင်တက်ရင်တက်နိုင်တယ်လို့တစ်ပင်ရဲ့အဖျားကိုရောက်နိုင်ပါတယ်တဲ့တောင်တက်သမားကတောင်ထိပ်ကိုမရောက်မချင်းသူ့ရဲ့စိတ်ဆန္ဒပြည့်နေမှာမဟုတ်ဘူးလေရင်ငုံသမားကရီအောက်ကျမ်းမြင့်ကိုမရောက်မချင်းသူ့ဆန္ဒလည်းဘယ်ပြည့်မလဲတခါကကြောက်တောင်ထူထက်တဲ့ရွာလေးတရွာမှာတိတ်ငက်တကောင်က လာစားကလေးကိုတုတ်ချီပြီးကြောက်တောင်ဆောက်မှတ်တဲ့ထိတ်မှာချထားခဲ့တယ်။ရွာလေးကတော်ဆုံးသော တောင်တသမားတွေကကလေးကိုကယ်ဖို့ကြောက်တောင်ထိတ်ကိုတက်ခဲကြတယ်။ဘလို့မှ မတက်နိုင်ကြပဲတဝက်ကပဲပြန်ဆင်းလာခဲ့ကြတယ်။အဲ့ဒီထဲကအမျိုးသမီးတယောက်ကဘာမှမပြောပဲကြောက်တောင်ကိုခဲရခဲစစ်တက်ပြီးတောင်ထိတ်ကိုရောက်သွားတယ်။ကလေးကိုတီချာလေးကိုမှချီပြီးတောင်အောင်ကိုခက်ခက်ခဲခဲပြန်ဆင်းလာခဲ့တယ်။အောက်ကိုချောမြီစွာ ပြန်ရောက်ပါတယ်တဲ့။တချို့သောအမျိုးသမီးတွေကအမျိုးသားတွေထက် ပူပြီးတော့တော်ကြပါတယ်ထို့အမျိုးသမီးကကလေးရဲ့အမိပါပဲတဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ